အားလုံးပဲမင်္ဂလာပါညကောင်းဆက်တဲ့ချက်တမပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံမီလိုဖိုင်လေးကတော့တင်းညာအချက်နှစ်တွင်မန္တလေးမြို့တွင်မိုးတဲထန်စွာရွာသွန်းမှုကြောင့်ငလင်တန်းတင့်ပြည်သူများအခက်တွေ့နေဖို့ကိုတင်ပြလာတဲ့ရုပ်သံမီလိုဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာအားလုံးလည်းဝင်ရောက်ကြည့်ရှုပြီးတော့ဆုတောင်းပေးခဲ့ကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းဆက်တဲ့ချက်တမအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ဲအားလုံးပဲမင်္ဂလာပါခင်ဗျာဒါတော့ကျွန်တော်ဒီနေ့မန္တလေးတချံအကြနေဟောအကြက်နေတချံအကြက်နေကျွန်တော်မန္တလေးမိုးပါခင်ဗျာကျွန်တော်ငလင်ဘေးစခန်းကြီးကတော့အဆင်မပြေတော့ဘူးလို့ပဲမြင်နေဗျာဒီမိုးကရမ်းဆိုးတယ်လေရောမိုးရောပါတဲ့အနေထားပါ ကျွန်တော် line ပေါ်မှာတော့ပါပြီအဆင်ပြေနေလားဆိုတာအဆင်မပြေဘူးဗျအဆင်ပြေနေတဲ့သူတွေကလည်းတို့အဲ့အိမ်ကြီးတလုံးလုံးပြိုသွားလဲတို့ကရေပတ်နိုင်နေဗျတကယ်ခြေကံလူတန်းစားတွေအလေလက်လူတန်းစားတွေဘလို့ရေပတ်နိုင်မလဲဗျဒီတိုင်းမိုးလေးဖောဖွာကြနေတော့မှဒုက္ခရောက်နေတဲ့အခြေအနေအဆင်ပြေနေပါပြီဆိုတာတွေကလိန်နေတာဗျအလိန်နေ ခါလေးကျရင်ကိုချင်းစာတရားကိုရိုက်ထည့်ပေးလို့မရအောင်ကျွန်တော်ကန့်နေတော့ညစန်းတရားနေကျရင်အလူလုတ်ပေးဖို့ကျွန်တော်အစီအစဉ်နေကန့်နေအကုန်လုံးပေါ့နော်ကျွန်တော်အမရပူရာကိုတာဝန်ယူရအောင်ဆိုတော့အဲ့ဒီကကမ်နေအကုန်လုံးတော့အလူလုတ်ပေးဖို့စီစဉ်နေတယ်။သို့တော့အဲ့ဒီအချိန်မှာအာချင်းအဲ့ကြောင့်မို့ဝါကက်တွေပါအောက်ကနေခင်းခိုင်းတာ။ဘာလို့ဆိုတော့အမရပူရာဆိုတော့ရေပါမြုပ်တဲ့နေရာဗျ။ စာရဲကျွန်တော်ပို့စီတွားကြည့်ရင်တွေ့လိမ့်မယ်။ငလင်မဟုတ်ရေပေးပါတို့ကရှိတယ်။တို့ရဲ့ရွာထဲမှာခါကြီးကြအရှိကိုရှိတိုင်းမြင်ဖို့လူတယ်ဗျာ ကျွန်တော်လူတွေอ่ะအရှိကိုရှိပဲတိုင်းမမြင်တဲ့အချိန်မှာအာစကပ်ပဲအော်တို့ရဲ့ရထားတဲ့အလူပစ္စည်းတွေထားပါတော့ဗျာစံနေရထားမယ်ဒီစံနေရေးဆိုးကုန်ဘယ်လိုသွားစားမလဲ တဲ့အိတ်တို့ရတဲ့အိတ်နဲ့အိတ်ရထားတဲ့လူတွေရှိတယ်မိုးလုံအောင်ထားဖို့ဆိုတော့မိုးကလုံလောက်ကမရှိဘူးဗျာတကြံတွင်းကျွန်တော်လိုက်ဝယ်တာမိုးကဆိုင်တွေပိတ်ထားတာအများကြီးပဲအဲကြောင့်မို့ကျွန်တော်ကြိုတိလို့လိုက်ဝယ်နေတာဟောတော့မိုးရမယ်ဆိုတော့တည်င်းနေရတိကြကြီးပညာရှင်တွေကအများကြီးတင်ထားပြီးသွားပြီဥသောဘာဖြစ်လဲဆိုတော့ပျော်ကျင်တာကွာတိလာခမရတို့ပျော်ကျင်တာ ਨੇ ခမရတို့ကဖုံးလိုက်တာအဲ့ဒီတည်င်းနေကိုခမရတို့ပျော်ကျင်တာခမရတို့ကကျင်တာ ਨੇ ဘာမှမဖြစ်တော့ဘူးအဆင်ပြေရဲ့ တကယ်အောက်ကဘွားတွေတွားကြည့်အောင်နော်အမြင်ဘူးရင်လိုက်ပြပေးမှာပေါ့စားဖြစ်ကလေးကကျွန်တော်ဒီရောက်နေတာကျွန်တော်ကိုယ့်အလုပ်ကိုတော့ကိုယ့်အလုပ်ကိုတော့ကိုလန်းကိုတော့ဖြောင်းဖြောင်းပဲသွားရတယ်ဘောဆိုဒီအချိန်နေမှာတိုက်ခိုက်မြင်ရရင်အဆင်မပြေဘူးလုံးလို့ရတာရှိတယ်မလုံးလို့

ကျွန်တော်ဒီနေ့အလူရှင်တွေလွတ်ပေးတယ်။သွားလူတဲ့အလူရှင်တွေကိုလည်းကျေးဇူးတင်တယ်။ကျွန်တော်တင်လိုက်တဲ့နေရာမှန်တယ်များသွားလူတဲ့အလူရှင်တွေကိုလည်းကျွန်တော်ဒီကနေကျေးဇူးတင်တယ်။အခုကြည်နေရဆိုရင်ဘာလို့ဆိုတော့ကျွန်တော်မဟုတ်ဘဲနဲ့ကျွန်တော်မညွန်ဘူးဗျာဒီလားနေရာတစ်ခုကိုပြောလို့ရတာရှိတယ်ပြောလို့မရတယ်ရှိတယ်။ပြီးရင်လူတဲ့နေရာမှာလည်းအဲ့လိုပဲဘယ်မျိုးပဲရအောင်အဲ့ဟိုပွဲစားတွေရှိတယ်အဲ့ဒီဘယ်နေရာလို့လို့ဒီနေရာလို့လို့ဟိုနားလို့လို့ဒီနားလို့လို့လိုက်ကြည့်ပေးပါအောင်။တို့တို့ကြည့်လိုက်ရင်ကမူမမှန်အောင်မျက်လုံးတွေရ အဲ့ဒီပွဲစားပွဲစားကြီးလည်းရှိတယ်အလူပွဲစားကြီးလည်းရှိတယ်ကျွန်တော်အခုချိန်ထားတဲ့သူတွေကျွန်တော်ဖုန်းနံပါတ်ပေးထားတဲ့သူတွေအကုန်ကလူမှန်နေပြီပဲအဲ့ဒီအချိန်ဒီမှာခင်ဗျား2လ3လလောက်ကြာရင်လည်းဒီကန့်နေရှိသေးတယ်ဆိုတော့တကယ်ကူနေတဲ့သူတွေပဲဖြစ်ရမယ်ကျွန်တော်အလုပ်တွေရှိလို့ရန်ကုန်ပြန်သွားခဲ့တယ်ဆိုရင်တော့မှအဲ့လူတွေလက်ထဲကိုကျွန်တော်ဒီတန့်တွေကိုစိတ်ချလက်ချကျွန်တော်အပ်ထားလို့ရတဲ့သူတွေဖြစ်ရမယ်ကျွန်တော်အဲ့လိုမျိုးအသေးစိတ်ကျွန်တော်အကုန်လိုက်လုပ်ပေးနေတာမူအချင်းအခုချိန်ကြီးကြွားတော့မယ် ဟုတ်လားကမ်တခုမှာအစာတွေကတို့အိမ်တွေကပြောင်းရိုင်းနေတာဗျာဒီလားတချို့လူရှင်နေဆိုရင်လည်းပြိုမှပဲလူရှင်တာတို့ရိုင်းနေတဲ့အိမ်တွေအများရှိတယ်နေလို့များတော့တဲ့အိမ်တွေရှိတယ်အဲ့ဒီအိမ်တွေပြင်ပေးဖို့လဲကျွန်တော်စူးစမ်းနေတယ်ဘာလို့လဲတို့ကမနေရတော့ရိုင်းနေတာအိမ်တွေကရိုင်းနေတာအပြင်ကနေကြီးလိုက်ရင်တော့ဘာမှမဖြစ်တဲ့ပုံပဲတို့တော့အထဲထဲကတိုင်နေစောင်းနေတာလို့ဖွာထွက်သွားတာလို့တိုင်နေတယ်တသားအိမ်နေဆိုရင်အဲ့လိုမျိုးဖြစ်တာပြီးမြေကြီးကပတ်ကြားအပ်သွားတာ အဲ့တော့ထင်သားတို့တော့အစဉ်ပြေမနေဘူးပေါ့ဗျာဒါလေးပဲတည်စေချင်တာပျော်စရာရှိတာပျော်ပါပျော်ပြီးလည်းကူကြပါဗျာနော်လိုင်းပေါ်မှာကူလာတဲ့အပြင်မှာကူလာကျွန်တော်ပို့ပြီးမြင်ချင်တယ်ဗျာဒီလားအပြင်မှာကူရင်ဘာဖြစ်လဲဆိုတော့ပို့ပြီးတော့ကျွန်တော်ကအားဆိုင်အားဆိုင်ရတက်တာတယ်အားထုတ်ရတက်တာတယ်ဗျာနော်ပြင်မှာလည်းကူပေးကြပါအောင်လိုင်းပေါ်နေလည်းကူပေးကြပါအောင်နော်လိုင်းပေါ်နေ share တစ်ချက်ကလည်းအကျိုးရှိပါတယ်ဘာလို့ဆိုတော့အလူရှင်တယောက်ကမြင်သွားတယ်ဆိုရင် အဲ့ဒီနေရာအဲ့ဒီဒေတာကလူတွေခက်ခဲနေတဲ့သူတွေအတွက်အဆင်ပြေသွားတယ်။ line မောင်ကနေကူလဲအဆင်ပြေတယ်။အပြင်ကနေကူလဲအဆင်ပြေတယ်။ဘယ်ကနေပဲဖြစ်ဖြစ်ကူပေးပါလို့။ဟောတကယ်ကူနေတဲ့လူတွေကတကယ်အတန်မထွက်နိုင်တော့ဘူး။တချို့ဆိုပို့ဆောင်မတင်နိုင်ဘူး။မန္တလေးမှာ private တမားတွေအများကြီးရှိပါတယ်။သို့တော့သူတို့မှာ post တောင်အများကြီးမတက်နိုင်ဘူး။စာရင်းတွေကောက်ရတယ်၊ယူနာစာရင်းတွေကောက်ရတယ်၊တည်ဆုံစာရင်းတွေကောက်ရတယ်။ အများကြီးပဲအကုန်လုံးကတော့သူ့လို့သူလုံနေကြတာပေါ့ဗျာကျွန်တော်တို့ကနည်းနည်းအားချောင်းနိုင်တာကျွန်တော်လည်းအားချောင်းနိုင်တယ်လို့ပဲပြောမှာနည်းနည်းအားချောင်းနိုင်တာဘာလို့ဆိုကျွန်တော်ကလက်ပွန်းတတိနေနေလို့ဒီ Facebook တွေနဲ့ဒီ social နဲ့လက်ပွန်းတတိနေနေလို့ကျွန်တော်ကနည်းနည်းအားချောင်းနိုင်တာတကယ်အများကြီးလုံနေတဲ့သူတွေက line ပေါ်မှာတက်ပြီးတော့ဘာမှမပြောနိုင်တော့ဘူးကျွန်တော်လည်းအခုထိမပြန်သေးဘူးကျွန်တော်မရဘူးလားပြီးသွားပြီလို့ကျွန်တော်ပြောမှာမရဘူးလားပြီးသွားပြီကျွန်တော်အင်းဝဘက်သွားကြည့်တယ်တရဥဘက်ကအပြက်စီးများတယ်မန္တလေးလိုပဲ မျိုးတစ်မျိုးလုံးပြူတာတဒဦးလည်းသွားကြည့်လို့ရတယ်သို့တော့တဒဦးကအဲ့လိုအထီးကိုင်းများတဲ့အတွက်ဘာဖြစ်ထားလဲဆိုတော့အကူကြီးအများကြီးရထားတယ်အကူကြီးတော်တော်များများရထားတယ်အဲ့တော့တဒဦးကအများကြီးပြန်ကြည့်ဖို့မလိုတော့ဘူးလို့ကျွန်တော်ကယုံကြည်တယ်ပြီးရင်တဒဦးကလူတွေကလည်းတော်တော်လေး အာဒီနေရတဲ့နေရာလေးကတော့ဘုံကြီးကြောင်ထဲမှာပေါ့ဗျာသို့တော့အစင်အစင်နည်းနည်းပြေပါတယ်ပေါ့ကျွန်တော်တရဦးလည်းရောက်ခဲ့တယ်အင်းဝဘက်ကကြတော့ဘာမှမဟုတ်ရှိတာသို့တော့မြကန်းဘေးကအခုမြင်ကြောင်ပြောင်းတာတွေဘာတွေလိုင်းပေါ်မှာကျွန်တော်တွေ့နေရတာရှိတယ်အဲ့ဒီချိန်တွေအတွက်လည်းသူတို့တော့ကျွန်တော်ပို့ပြီးတော့ရတာစီချင်တာဗျာဒီကစုမိစောင်းမိလေးဖြစ်လာရင်ဘာဘေးပဲဖြစ်ဖြစ်သူတို့တော့အသက်ဆက်လို့ရတယ်ဗျာ အဲ့မို့အခါလေးကျရင်ကျွန်တော်ရှင်သန်ကျရင်အဲ့လောက်တော့ခက်ခဲသွားပြီလားလို့တော့အမေးစရာရှိတယ်။လိုက်ခံစားနေရရင်လိုက်ခံစားနေတာတော့မဟုတ်ဗျာလိုက်ကူညီပေးရတော့ပိုတိလာတာတဖြည်းဖြည်းနဲ့ကျွန်တော်ခံစားရတာမဟုတ်ကျွန်တော်ရှေ့ငိုရင်တော့ကျွန်တော်အားပေးစကားပဲပြောတယ်။အဲ့ဒီငိုတာကြီးကိုကျွန်တော်ပြောမစုံမခံစားမခံနိုင်ဘူးဗျာမခံစားစေချင်ဘူး။အကောင်းဆုံးဘယ်လိုပြန်ပြီးရုံထားမလဲဘယ်လိုစီစဉ်ဆွဲမလဲတိကျဖို့လဲလိုတယ်ဒီတော့ ဘယ်လိုပြန်ထူထောင်ပေးရမလဲဒါမျိုးတွေအများကြီးကျွန်တော်စဉ်းစားရတယ်အဲ့ကြောင့်မကျွန်တော်ရဲ့ကျွန်တော်လူတဲ့အလူရှင်တွေရဲ့ပတ်စံဆိုရင်ကျွန်တော်တပြားတစ်ချက်မှကျွန်တော် ပို့သုံးလိုက်တာတို့မဟုတ်တာသုံးလိုက်တာတို့မဆက်တဲထည့်လိုက်တာကျွန်တော်မလုပ်အဲ့တော့ကျွန်တော်ကျွန်တော်စားလိုက်တာဖြစ်ဖြစ်ကျွန်တော်သုံးလိုက်တာဖြစ်ဖြစ်အဲ့ဒီပတ်စံအဲ့ဒီငွေရလေးတဲ့ခိုးတာထက်ပိုဆိုးတယ်ခိုးတာထပ်ပို့ဆိုးတယ်အဲ့ဒီငွေက ဘာလို့အလူရှင်ကလူစီခြင်းတဲ့အတွက်လှူထားတဲ့ငွေကိုအလွဲသုံးစားလုပ်ရင်ခိုးတာထက်ပိုဆိုးတယ်စားရဲတူကလည်းစားမှာပဲကိုယ်လုတ်ကိုလုတ်ဖို့တော့ရည်ကြီးတယ်သို့တော့ ျွန်တော်မတက်နိုင်တဲ့သူမဟုတ်ကျွန်တော်ကအလုပ်တွေပြစ်ထားရတယ်ကျွန်တော်မျိုးသမီးဆိုလဲသူ့အလုပ်တွေပြစ်ပြီးတော့ကူတာဘယ်ဘေးပဲဖြစ်ဖြစ်ကူတာနမဲကြီးကျင်လို့လားလို့မင်းကြီးကျင်တော့ဟောရသည်လားဘာလို့ဆိုတော့ကျွန်တော် page follower 3.5 million ရှိတယ်နမဲကြီးအောင်လုံးလို့ရတဲ့နီးတွေအများကြီးရှိတယ်သို့တော့ကျွန်တော်ပရာဟိတလုတ်ပြီးတော့ကျွန်တော်နမဲမယူခြင်းဘူးအဲ့ဒါကျွန်တော်ရခံယူချက်ပဲအဲ့ဒါပရာဟိတအပေါ်မှာကျွန်တော်ပို့ပြီးတော့စိတ်တန်တန်နဲ့ကျွန်တော်ထားတဲ့ရည်ရည်ချက်တစ်ခုပဲ ကျွန်တော်ဒါပရာဟိတာနဲ့နာမည်ယူခြင်းနဲ့ကြာပြီပေါ့ကျွန်တော်2016လေးကကျွန်တော်ပရာဟိတာလောက်လာမယူခြင်းဘူးကျွန်တော်ဘေးကြုံရင်တော့ကုညီပေးတယ်ဗျာဟောကျွန်တော်တတ်ထားတဲ့အရာကြီးကျွန်တော်ရဲ့အတွေ့အကြုံတွေအဲအကြောင်းမို့လဲအဖက်တဲ့အရန်ဖြစ်တာကျွန်တော်အများကြီးဥဆောင်ပေးတယ်လိုက်ပြီးတော့လုံနိုင်တဲ့ရွာတွေဆိုရင်တော့ပို့ပြီးတော့တိုးတက်ပြောင်းလဲရမြန်တာပေါ့ဟောဒါဒီချိန်မှာပို့ပြီးစီးလုံးဖို့လိုတယ်ကျွန်တော်ကအလူရှင်တယောက်ကသာလာလူတယ်သို့တော့ အရရရွာသူတို့လူလာပဲလုံးမယ်ကူတော်မချပေးဘူးဆိုတော့ခင်ဗျဘယ်လူချင်မှမလဲပြီးတကယ်လိုအပ်တဲ့နေရာကြီးဆိုလဲကျွန်တော်သွားကြည့်ရဒီနေ့လူပြီးွားကြီးဆိုရင်မနက်မနက်ဖြန်မရအောင်ဒီနေ့ညဖြစ်ဖြစ်မနက်အစောကြီးပဲဖြစ်ဖြစ်ကျွန်တော်လိုက်ကြည့်ရတယ်လူမဲ့နေရာတွေခုချိန်ညွာတော့မယ်အဲ့တော့ကျွန်တော် စိတ်သက်ခွန်အားပေးတဲ့တယောက်ချင်းဒီတောင်လည်းကျေးဇူးတင်တယ်။ဘာလို့အဲ့ဒီစိတ်သက်ခွန်အားတွေအကြောင်းပဲကျွန်တော်ဒီချိန်ထိစက်ပြီးတော့ run နိုင်တယ်ပေါ့နော်။သို့တော့ကျွန်တော်တလားတော့ကျွန်တော်ခံမှန်းထားတယ်။ဘာလို့တလားပြီးရင်လည်းကျွန်တော်ရဲ့စားဝတ်နေရေးအတွက်ကျွန်တော်အလုပ်လုပ်ရမယ်။ကျွန်တော်စီးပွားရေးအတွက်ကျွန်တော်ပြန်ပြီးတော့အချိန်ပေးရမယ်။ကျွန်တော်တက် join တဲ့ပညာရေးနဲ့ကျွန်တော်အလုပ်ပြန်လုပ်ဖို့အချိန်ပေးရမယ်။တလားတော့ကျွန်တော်အပြည့်လုံးပါပေါ့ရေဘေးတော့21ရက်ပဲကျွန်တော်ကူလိုက်ရတယ်ရေဘေးကတော့ပြောမယ်ဆိုဒီလောက်ကြီးမခက်ခဲဘူး ဒီငလင်ဘေးမှာတော်တော်လေးလဲအတွေ့အကြုံအစ်စ်တွေထက်ရလိုက်တယ်လူတွေအကြောင်းလဲပို့ပြီးတော့နားလည်နိုင်လားနားလည်သွားတယ်ပေါ့ဗျာဘာလို့လူတွေကမှန်တာချင်းရှင်အောင်မှာကိုအားသာခြင်းတဲ့ဘက်ကိုအားသာတာဗျာသိလားအစဉ်ပြေတာတွေတော့မဘဲမြင်ခြင်းမလဲဘသူကပြန်ယုံထားတာပဲမြင်ခြင်းတာပေါ့သို့တော့လက်တွေ့မှာအဲ့လိုတွေမဟုတ်ဘူးဗျာသူတို့ရဲ့ emotion တွေကလည်းအဲ့လိုတွေမဟုတ်ဘူးအဲ့ဒါလေးတော့ကျွန်တော်သိစေချင်တာ ဆိုတော့အာပုံမှန်အတိုင်းပဲလို့ထင်သွားတယ်ဆိုရင်ဘာဖြစ်မလဲဆိုတော့လူရှင်မလာတော့လူရှင်မလာတော့ဘူးဆိုရင်ဘသူဒုက္ခရောက်မလဲဆိုရင်အဲ့ဒီဒုက္ခရောက်သွားတဲ့မြေပြိုသွားတဲ့အခြေခံလူလက်တန်းစားနဲ့အလေလက်တန်းစားတွေပဲပို့ပြီးဒုက္ခရောက်သွားမယ်အလုလက်မဲ့ဖြစ်လာတယ်အလုလက်မဲ့ဖြစ်လာရင်ဘာဖြစ်လဲဆိုတော့ပို့ပြီးတော့အဲ့ဒီမျိုးကပြောမယ်ဆိုရင်မတမာမှုတွေခိုးဆိုးလူနိုင်တွေဒါအကြောင်းပြချက်တွေကပို့ပြီးတော့များလာလိမ့်မယ်အဲ့ကြမျိုးမှာနေတဲ့သူတွေအတွက်ကလည်းမလုံခြုံနိုင်တော့ဘူး ရေရှည်ကိုလည်းအများကြီးကြည့်ဖို့လိုတယ်ဒီတိုင်းတော့မှမန္တလေးကအများကြီးပဲကြားရတဲ့သတင်းတွေကဒီလိုငလျင်ဘေးမကြုံခင်တည်းရအောင်မှဓာတ်ထုဓာတ်ထိုးတာတွေဆငယ်လူတာတွေအများကြီးပဲဖြစ်နေတာအဲ့တော့တခါလေကြားရင်လည်းကျွန်တော်လူတိုင်းကိုလိုက်ကယ်လို့မရဘူးဗျာသူတို့ကန်ဆိုပြီးတော့ကျွန်တော်ဒီတိုင်းမှာကြည့်နေခဲ့ရတယ်အများကြီးရှိတယ်လိုက်ကယ်လို့မရတော့တဲ့အရာရှိတယ် ဒီလိုတွေပြောနေလို့ကျွန်တော်လည်းဆရာကြီးမဟုတ်ဘူးကျွန်တော်သွားနေတာကိုမေးကြည့်လိုက်ကျွန်တော်တက်ရောက်တယ်ကျွန်တော်အဲ့ဒီနေရာမှာလူတဲ့နေရာမှာရိုက်ရင်တော့ကျွန်တော်ကရှောမှာသို့တော်ဘာဖြစ်လဲဆိုတာစေတနာအရင်ခံထားတယ်ငါမိသားစုသားဆိုရင်ငါရဲ့အမျိုးတွေသားဆိုရင်အဲ့ဒီအရာတစ်ခုနဲ့ပဲခြိစသေးဆုံးအကုန်ကူညီတာဒီဘာသာရေးလည်းမခွဲဘူးကျွန်တော်စီမှာလူနေတဲ့ထဲမှာဘာသာချားမပါဘူးနော်သို့တော်ကျွန်တော်ပြန်လူတဲ့ထဲမှာဘာသာချားတွေပါတယ်ကျွန်တော်ဘာသာမခွဲဘူး ကျွန်တော်ကဗမာတယောက်ဖြစ်နေလို့ကျွန်တော်မယုံကြည်ဘူးဆိုတာလည်းနားလေသူတို့မှလည်းသူတို့ rule ရှိတယ်ဆိုတာလည်းနားလေတိုးတော့ကျွန်တော်ကိုတစ်ခေါက်လာပြောဘူးတယ်ခမားကအစ္စလမ်နေမို့လို့မတင်ပေးတာလားဆိုကျွန်တော်အစ္စလမ်ရွာတွေကူညီပေးတာရှိတယ်ဒိုင်းမောမှာကြည့်လို့ရတယ်ဒါမှကျွန်တော်လူတဲ့အလူရှင်တွေမှာမပါဘူးဆိုတာကျွန်တော်သိစေချင်တာတိုးတော့ဘာဖြစ်လဲကျွန်တော်ကူညီပေးတယ်ဒုက္ခရောက်နေအတူတူပဲလူတိုင်းလူကိုလူလို့ပဲ